ဘုံဝါဆိုတာလည်းအတ္တမဆန်ကျဲတယ်ဘုံမဝါတွေကအတ္တမဆန်ကျဲတချို့ကဘုံတွေကိုမယုံကြအောင်ဘုံဆိုတာကံရဲ့ပြယုတ်တာဖြစ်တယ်ကံရှိနေသည်မဘုံဟာရှိနေပါမယ်ဘာလို့လို့ဆိုကုသကောင်းမှုတို့တုံးတဲ့တူကမတူကြဘူးလေမတူတဲ့ကံတွေပြုနေတဲ့တရားတွေဟာမတူတဲ့နေရာဌာနတော့ရှိကိုရှိရအနုဝတ်ဆိုရင်ဘာလို့လို့တာပဲဖြစ်နေရော တခါလာမဲပြမဆုံးစွာလို့ကောင်းတာလုပ်လို့မကောင်းတာလုပ်လို့ဘုံမရှိဘူးဆိုဒီဘုံမှာပဲဆုနေကြမယ်အဲ့လိုမဟုတ်သူ့အကြောင်းနဲ့သူ့လူတွေကသူ့စိတ်တက်သူ့တဏ္ဍာဖြစ်တဲ့အနေထားတွေကြည့်ပြီးတော့ဘုံဘဝဆိုတာအများကြီးဖြစ်လာတယ်ဘုံဘဝတွေကအမျိုးမျိုးဖြစ်လာတယ်တစ်ခုနဲ့တစ်ခုနဲ့မတူတဲ့ဘုံဘဝမျိုးတွေဖြစ်လာတယ်အဲ့ဒီဖြစ်လာတာကံကြောင့်ဖြစ်လာကြတာဖြစ်တယ် အဲ့တော့ကံတရားကိုလက်ခံထားတဲ့ပုဂ္ဂိုလ်ကဘုံကိုလက်ခံရတော့တာ။နော်။ဆိုပါစို့မကောင်းမှုပါဘူးဆိုလှုပ်တဲ့ပုဂ္ဂိုလ်တွေကအခုတို့ချီချီမာမာလှုပ်ပြီးစင်ဘဲရောက်တော့ငရဲဘုံရောက်သွားတာ။အဲ့သူလောက်ချီချီမာမာမဟုတ်ဘူး။ငရဲကြောင့်လောက်မကြည့်ပါလို့ရှင်တရိစ္ဆာန်ဘဝရောက်ပါလား။ဒါလည်းအခုတို့တရိစ္ဆာန်ဘဝဒုက္ခကြတော့ငရဲဘုံနဲ့ဆိုင်ရင်တရိစ္ဆာန်ဘဝတက်တာ။ ငရေဘုံကြတော့လုံးဝမသက်သာတာမြတ်စွာဘုရား ဟောထားတာရှိတယ်ငရေဆိုတာမျက်စိကမြင်ရတာလဲစိတ်ချမ်းသာစရာမရှိဘူးနားကအတန်ကြားတဲ့အတန်ကလည်းစိတ်ချမ်းသာစရာမရှိဘူးအနံ့ကလည်းစိတ်ချမ်းသာစရာမရှိဘူးအရသာကလည်းစိတ်ချမ်းသာမရှိဘူးထိတွေ့ရလည်းစိတ်ချမ်းသာမရှိဘူးအားလုံးဟာခါတိပြီးတော့ဒုက္ခဝေဒနာတွေကြီးပဲကုန်လို့နော်အမတန်ခါတိတဲ့အတွေ့အကြုံခံစားနေရတာအဲ့ဒါငရေ ။ဒါကြောင့်နေရရဆိုတာတတရာကိုမရှိတာ။ချမ်းသာဒုက္ခကိုတော့မရှိတာ။အဲ့ဒါနေရရ။နေအရာစိတ်ချမ်းသာမှုမရနိုင်တဲ့နေရာလို့ဆိုလို့တယ်ပေါ့။တိရစ္ဆာနာကတ္တကြတော့သူကလူတွေလူမတက်သွားတာမဟုတ်ပဲနဲ့ဖီလာကန်းလန်ကြီးပြီးတော့သူတို့ရုပ်ပုံကဖီလာကန်းလန်နေတဲ့ရုပ်ပုံဖြစ်လို့တိရစ္ဆာနာတိရောအစ္ဆာနာတိရစ္ဆာနာအဲ့ဒါကလုံးထွင်ထားတာနော် အဲ့တော့ဒိဋ္ဌိဆံကြတော့ငရေတော့ဒုက္ခမရောက်ဘူးသို့တော့သူလည်းအမတမဒုက္ခရောက်တယ်ဒိဋ္ဌိဆံဘွားလည်းဘာကြောင့်ဒုက္ခရောက်တုံးဆိုရင်ဒိဋ္ဌိဆံဘွားကိုကြည်ဒိဋ္ဌိဆံဘွားဟာကြည်နိုင်ငယ်ညင်မယ်ကာဝဲမရှိဘူးကြည်နိုင်ငယ်ညင်မယ်ဒီဒိဋ္ဌိဆံဘွားကိုမြတ်စွာဘုရားကသေယုဖော်တာစကားနှလုံးထဲနဲ့သေယုဖော်တာရှိတယ် အညမညခါဒိကာဒုက္ခလခါဒိကာအညမညခါဒိကာဆိုတာအချင်းချင်းစားဖြစ်တယ်။ငါလည်းငါစားတာပဲဖားလည်းဖားစားတာပဲအချင်းချင်းလည်းစား။မွေလည်းမွေမျိုးတာပဲနော်။အချင်းချင်းစားတယ်ဒုက္ခလခါဒိကာအာနေတဲ့အကောင်ကိုအာချိတဲ့အကောင်စားတာပဲ။ဒါကြောင့်မလို့ချင်းသေးတယ်တာ သားကောင်တတ်စားတဲ့ကောင်းလေးအဲ့ဒီကောင်းလေးอ่ะဆိုရင်အကုန်စားပြစ်တာလေသူတို့နိုင်ပြီးသူတို့နိုင်တဲ့အရာမှန်သမျှအကုန်လုံးတတ်ပြီးစားကြသူတို့မှဒီလိုတတ်ပြီးစားမှစားတဲ့အရှိတာနှုတ်ဘုဆုစားတဲ့အရှိဘလောက်ဒုက္ခရောက်လဲသူတဲ့အားကောင်းတဲ့အကောင်တွေ့ရင်တခါသူပြန်စားခါဒါဝိညာဉ်မညာခါရိကတခါတည်းကျတော့တွေ့ရတယ် ဒီပိုးကောင်တကောင်ကသူ့ရဲ့ငယ်တဲ့ပိုးကောင်တကောင်ကိုစားဖို့ချောင်းနေတယ်။တခါသူ့ရဲ့ကြီးတဲ့အကောင်တကောင်ကသူ့ကိုစားဖို့ချောင်းချောင်းနေတယ်။တခါအဲ့ဒီကောင်နဲ့ကြီးတဲ့ကောင်အဲ့ဒီကောင်ကိုစားဖို့ချောင်းနေတယ်။အငယ်ဆုံးကောင်ကစားခါရတယ်နောက်ကောင်တွေလည်းအဆင်အင်စားခါ။အင်းညမင်းညခါရိကတုလခါရိကအဲ့တော့တိရိစ္ဆာန်ဘောဟာတုလခါရိကဆိုတဲ့မဲ့ တိရစ္ဆာန်တွေကတိရစ္ဆာန်အချင်းချင်းစားယုံနေမှာဘူးလူတွေကစားသေးတယ်ဒီထက်မှာလက်နဲ့တွေအုံပြုတ်ပြီးတော့လူတွေကသတ်စားသေးတယ်အဲ့တော့တိရစ္ဆာန်တိရစ္ဆာန်ချင်းတောင်စားရမှာဘူးလူကစားသေးတယ်ကြားထဲမှာအဲ့တော့သူတို့ရဲ့ဒုက္ခအမတမကြီးမာတယ်ပေါ့တိရစ္ဆာန်ဘွားလုံယုံမှုမရှိဘူးပေးရအနေနဲ့အမတမကြီးတယ်သူတို့ဘွားပြိတ္တဘွားဆိုတာတော့ အမြဲတမ်းငတ်မွနေတာဒါဝန် hungry hungry ghost လို့တောင်းနေရှိတယ်ငတ်မွနေတာပဲဘယ်တော့မှစားတော့ပြည့်စုံနေလို့မရှိဘူးအဲ့ဒီဘုံဘဝတွေဟာအကုသိုလ်ကြောင့်ဖြစ်ရတဲ့ဘုံဘဝတွေကုသိုလ်ကြောင့်ဖြစ်လာတဲ့ဘုံဘဝကြတော့လူဘုံတို့နတ်ဘုံတို့သမထကျင့်စဉ်ကိုကျင့်လို့ထူးခြားတဲ့အကြီးချင်းတွေရတဲ့ပုဂ္ဂိုလ်တွေကြတော့ပြမဘုံအဲ့တော့အမျိုးဆုံးပဲ မျိုးစုံပဲကိုလို့တဲ့ကံရဲ့အတိုင်းတာအရသူတွေဟာကောင်းတဲ့ကောင်းတဲ့သူတွေပုံရောက်ကြ